မင်္ဂလာပေါင်းနဲ့ခါညုံပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ပြည်တော်စုတံပလာမြန်မာနိုင်ငံတော်ကြီးဟာတဘာဝတရားစာတပေါ်ကျွေပါပြီတာယာလှပတဲ့တဘာဝပတ်ဝန်းကျင်တွေကိုပိုင်ဆိုင်ထားတော်လေတဘာဝရဲ့ပြောင်းလဲဖောက်ပြန်မှုနဲ့လူပယောဂါတွေကြောင့်ဖြစ်ပေါ်လာတဲ့ဘေးဒုက္ခအနေနဲ့အမျိုးမျိုးကိုမကြာခဏဆိုသလိုရင်ဆိုင်ကြုံတွေ့ခံစားခဲ့ကြရပါတယ် အခုလိုမိမိနဲ့တဘာဝဘေးအန္တရာယ်တွေကြုံတွေ့ကြတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရန်ဖြစ်တည်လာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့တပ်တန်းဆိုရင်89နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာကြောက်တဲ့89နှစ်မြောက်မြန်မာနိုင်ငံမိသက်တက်ဖွဲ့နေ့နေ့မြတ်အခါသမယတို့တက်ရောက်ချီးမြှင့်ပေးပါတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယမထဒုတိယဝန်ကြီးချုပ်ဒုတိယတက်မတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးတိတိပြန်ချီမဟာတရေစီသူစိုးဝင်အားအထူးပင်ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့မြန်မာနိုင်ငံမိသက်တက်ဖွဲ့အတွက်ကျေးဇူးမင်္ဂလာအပြားများပေါင်းနဲ့ပြည့်စုံတဲ့နေ့လို့ဆိုရမှာဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမိသက်တက်ဖွဲ့ရေလို့စတင်ပေါ်ပေါက်လာခဲ့တဲ့တမိုင်းချောင်းကိုပြန်လည်လေ့လာကြည့်ရမယ်ဆိုရင်တော့ရှေးမြန်မာမင်းများလက်ထက်ပကံခိကစတင်ပြီးစနစ်တကျဖွဲ့စည်းခဲ့ကြအောင်တောတော်ညံပကံမီးစော်မောင်းဆိုတဲ့ဇကားအလင်ကာရမိကတ်သားတနည်းအားဖြင့်မိသက်သမား663ဦးနဲ့ဖွဲ့စည်းခဲ့ကြအောင်လေ့လာတွေ့ရှိရပါတယ် ကိုလိုနီခေတ်ကာလတခြားအင်္ဂလိပ်တို့ဟာ၎င်းတို့ရဲ့အကျိုးစီးပွားများကိုကာဝယ်ရန်အတွက်1885ခုနှစ်မှာရန်ကုန်မြူနစ်ပယ်မီသက်တပ်ဖွဲ့နဲ့1898ခုနှစ်မှာမန္တလေးမီသက်ဌာနတို့ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။မင်းငိမ့်သက်ရေးအတွက်ထင်ရှားတဲ့မီသက်ရင်ဖြည့်တင်းမှုအနေနဲ့1906ခုနှစ်ကအင်္ဂလန်နိုင်ငံမှာထုတ်လုပ်ပြီး1909ခုနှစ်မှာမြန်မာနိုင်ငံကိုရောက်ရှိခဲ့တဲ့ Fire King လို့တင်စားခေါ်တဲ့ Murray Weatherstone မီသက်ရင်နဲ့1928ခုနှစ်ကအင်္ဂလန်နိုင်ငံမှာထုတ်လုပ်ပြီး1900 1930ခုနှစ်မှာမြန်မာနိုင်ငံကိုရောက်ရှိခဲ့တဲ့ Meriwether Patrol ဗီဇာရှင်တို့ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကာလတွင်မိသက်အဆောင်အုံနေဖြင့်ရန်ကုန်မြို့စုလီဖျားလမ်းမှာရှိတဲ့ဗဟုမိသက်အဆောင်အုံကို1932ခုနှစ်မှာစောက်လုပ်ပြီးခဲ့ရ။အဲဒီအဆောင်အုံကို2014ခုနှစ်အော်တိုဘာလ16ရက်မှာရန်ကုန်မြို့ပြရာပြည့်အမွေနေ့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။အင်္ဂလိပ်တို့အနေနဲ့မိဘကာကွယ်ရေးဆောင်ရွက်ရမှာ၎င်းတို့ရဲ့စီရေးစီးပွားရေးအရအချက်အချာကြတဲ့မြို့ရွာများကိုမိသက်အဖွဲ့များဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးကြံမြို့ရွာများရဲ့မိဘကာကွယ်ရေးကိုလျှို့ရှုထားတဲ့အတွက် မြန်မာနိုင်ငံမြို့ရွာအနှံပြားမှာမျိုးချစ်စိတ်ရှိတဲ့လူငယ်များနဲ့ပရာဟိတစိတ်နဲ့ဩဇာတိတ်ခမရှိတဲ့မြို့မျက်နှာဖုံပုဂ္ဂိုလ်များကဥဆောင်ကအပျော်နှံမိသက်တပ်ဖွဲ့များနဲ့စည်စနဝင်တဲ့မိသက်ဖွဲ့များထူထောင်ခဲ့ကြပါတယ်။ ဟေးနော်မြန်မာနိုင်ငံအရရမှာရှိတဲ့မြို့နယ်နဲ့ခရိုင်များမှာစီစဏဝန်ထမ်းမိသက်အဖွဲ့အမျိုးမျိုးပေါ်ပေါက်ခဲ့ပြီးတပ်ဖွဲ့နဲ့တပ်ဖွဲ့အချင်းချင်းဆက်ဆက်တဲ့အဖွဲ့ရှိသလိုတီးကြားစီရက်တည်နေတဲ့အဖွဲ့များလည်းရှိတဲ့အတွက်မိသက်အဖွဲ့အလုံးချိတ်ဆက်ဆောင်ရွက်မှုရှိစေမဲ့မိသက်အစည်းအရုံးညီလာခံကြီးပေါ်ပေါက်လာစေရန်ဆောင်ရွက်ခဲ့ကြရန် 1946ခုနှစ်မေလ9ရက်နေ့မှာပထမဆုံးသောဗမာနိုင်ငံလုံးဆိုင်ရာမိသက်အစည်းအရုံးညီလာခံကြီးကိုကျင်းပနိုင်ခဲ့ပြီးအဲဒီညီလာခံကြီးမှာအမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတက်ရောက်မေကွန်ပြောကြားခဲ့ရန်ညီလာခံကိုပါဝင်တက်ရောက်ခဲ့ကြတဲ့တနိုင်ငံလုံးမှစေတနာဝင်တဲ့မိသက်ကိုယ်စားလှယ်များရဲ့ဆုံးဖြတ်ချက်အရအစည်းအရုံးကြီးစတင်တည်ထောင်တဲ့နေ့1946ခုနှစ်မေလ9ရက်နေ့ကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေဖြစ်ဆုံးဖြတ်ခဲ့ကြရန်ဒီကနေ့မှာဆိုရင်89နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရင် 1949ခုနှစ်မှာစတင်ကဒီကနေ့အချိန်ထိမိသက်တပ်ဖွဲ့ရဲ့အကြီးအကဲများဖြစ်ကြတဲ့ညွန်ကြိုင်းဝင်အပါဝင်ညွန်ကြိုင်းမှုချုပ်များဖြင့်ကဲဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြရာအခုအချိန်ခါမှာ14ဆမြောက်ညွန်ကြိုင်းမှုချုပ်ဖြင့်ဗိုလ်မှူးကြီးအငိမ့်စာဦးမြတ်သူကတာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်မိသက်တပ်ဖွဲ့ကိုပညာရေးနဲ့ဒေသနာဝင်ကြီးဌာနလက်အောက်မှာထားရှိပြီးအမှုရ22ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ပါသည်။ 1952ခုနှစ်မှာမီးသက်တပ်ဖွဲ့အုပ်ဥပဒေကိုပြဋ္ဌာန်းကဝန်ထမ်းအင်အား636ဦးဖြင့်တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ခေတ်စနစ်အလိုက်နိုင်ငံတော်အစိုးရအဆက်ဆက်မှမြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ကိုဝန်ထမ်းအင်အားရင်ဆက်ပစ္စည်းကရိယာများတိုးချဲ့ဖွဲ့စည်းပေးအပ်ခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ ယနေ့မြန်မာခေတ်ကာလမှာပြောင်းလဲတိုးတက်လာတဲ့မြို့ပြလူနေမှုအဆောက်အအုံများလူအသုံးဆောင်ပစ္စည်းများလောင်စာဆီအမျိုးမျိုးရေဘေးလေဘေးငလင်းဘေးစတဲ့ဘေးအန္တရာယ်ကြုံတွေ့ရမှုဖြစ်စဉ်များနဲ့ရုတ်တရက်ဖြစ်ပွားတတ်တဲ့ကေယောဂါဘေးအန္တရာယ်ကြုံတွေ့ရမှုဖြစ်စဉ်များမှာမိသက်တက်ဖွဲ့အနေနဲ့အချိန်နဲ့တပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် manpower equipment power technological power တို့ကိုဟန်ချက်ညီညာမှုရှိစေရန်ကဏ္ဍလိုက်လိုအပ်ချက်များပြည့်တင်းဆောင်ရွက်ပေးနိုင်ရန်ပြင်ဆင်ဆော ောင်ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရာဆိုရင်ခွင့်ပြုဖွဲ့စည်းပုံအင်အား24,989ဦးဖြင့်တိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်နေပြည်တော်စခန်းအမြန်လမ်းမိသက်စခန်းများမှာမိသက်တပ်ဖွဲ့ရဲ့လုပ်ငန်းများဖြစ်တဲ့မီးဝေးလုံခြုံရေးနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ဆလဘီနိုင်ငံတကာမိသက်တပ်ဖွဲ့များဤသို့ခေတ်စနစ်နဲ့လျော်ညီတဲ့တပ်ဖွဲ့အသွင်သဏ္ဍာန်ဖြစ်ပေါ်လာစေရေးအတွက်လိုအပ်တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲတင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းပြည်သူလူထုတွင်ရရွာအခြေပြုအဖွဲ့အစည်းတရံဖြစ်ပေါ်လာစေရင်မိဘလူကြုံရင်းနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရမှာကြေကြေပြန့်ပြန့်ကူညီဆောင်ရွက်နိုင်ရန်အရံမီသက်တပ်ဖွဲ့ဝင်အင်အား8000ကျော်နဲ့တီးသက်မီသက်တပ်ဖွဲ့ဝင်အင်အား19000ကျော်တို့ကို တနင်္ဂနွေလုံးအတိုင်းအတာနေဖြင့်ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံမိသားတပ်ဖွဲ့မှရှိတဲ့တန်လေးအရန်တီးသက်မိသားတပ်ဖွဲ့ဝင်များစွမ်းဆောင်ရည်မြန်မာဒုတက်စီရဲ့အတွက်ဗဟုမိသားတင်နန်းချောင်းပြင်းဦးလွင်မှာတက်ဆိုင်ရာဘာသာရက်လိုက်တင်နန်းများဖွင့်လှစ်တင်ကြားပို့ချပေးလျက်ရှိတဲ့ပြင် ကိုဗစ်19ကရောဂါကာလတွင်အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးနိုင်ရန် Emergency Medical Service EMS သင်တန်းကိုကာကွယ်ရေးဝန်ကြီးဌာနတမန်တော်ဆေးဝင်နှင့်ညွှန်ကြားမှုရုံးနှင့်ညှိနှိုင်းပြီးအမတ်တက်တမန်တော်ဆေးရုံမင်္ဂလာတော်မှသင်တန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးကရောဂါကာလတွင်လူနာများကိုဆေးရုံဆေးကမ်းများနှင့် Quarantine Center များကိုပို့ဆောင်ခြင်းအောက်ဆီဂျင်လိုအပ်တဲ့ဆေးရုံများကိုအောက်ဆီဂျင်အရည်များဖြည့်တင်ခြင်းအများပြည်သူနှင့်ဆိုင်တဲ့နေရာများမှာပိုးသက်ဆေးဖြန့်ခြင်းစတဲ့လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ပါသည် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးရန်လိုအပ်ချက်ဖြစ်တဲ့ဆရာဝန်သူနာပြုများခန့်ထားနိုင်ရေးတင်ပြဆောင်ရွက်လျက်ရှိပါသည်။ ဒါပြင်တိုင်းရင်းသားရေးရာပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ဝန်ဆောင်မှုရေးရာကော်မတီရဲ့လမ်းညွှန်မှုနဲ့တူအစိုးရယုံများမိဘေးလုံခြုံရေးအတွက်မိဘေးလုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအထူး Course on Fire Safety Management for Government Official သင်တန်း၃ချိန်နဲ့ပုဂ္ဂလိကကဏ္ဍဆိုင်ရာမိဘေးလုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအထူး Course on Fire Safety Management for Executive Level သင်တန်းတစ်ချိန်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါတယ်။ အခုလိုတဖက်မှာမန်ပါဝါတိုးတက်မြင်မအောင်ဆောင်ရွက်လျက်ရှိသလိုဧကွေးမန်ပါဝါပိုင်းဟန်ချက်ညီညာမှုရှိစေရေးအတွက်ခိမီမင်းငိမ့်သက်ရင်များနဲ့ခိမီမီသက်ပစ္စည်းကိရိယာများကိုဖြည့်တင်းရမှာပိုလန်နိုင်ငံ ODA အစီအစဉ်ဖြင့်ဝယ်ယူထားတဲ့မင်းငိမ့်သက်ရင်ရှောင်းဖွေကေဇင်ရင်85ရှိကိုနိုင်ငံတော်ဝန်ဖြန့်ခွဲနေရာချထားပြီးဖြစ်ပါတယ် နေ့စဉ်ဗန္နာနေ့လိုက်မင်းကြီးတက်ရင်နဲ့ရှောက်ဖွေကယ်ဆယ်ပစ္စည်းကရိယာများဝယ်ယူဖြည့်တင်းပေးလျက်ရှိရန်မိသက်ရင်3900ကျော်ကိုလည်းနိုင်ငံတော်ဝန်လုံးဖြန့်ခွဲနေရချထားပေးခဲ့ပြီဖြစ်ပါ မီဒီယာတပ်ဖွဲ့အနေဖြင့်ဗတ်စုံကန်နာစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်တက်ကနိုလော်ဂျီကပါဝါကိုတည်ဆောက်ရမှာပါသာစကားနည်းပညာအတတ်ပညာပိုင်းဆိုင်ရာများကျန်းကျင်မှုရှိစေရေးအတွက်ပြည်ပနိုင်ငံများကိုစေလွတ်တင်ကြားလေ့ကျင့်ပေးလျက်ရှိသလိုဌာနတွင်ပြည်ပဌာနများကိုလည်းတင်နန်းများတက်ရောက်စေခဲ့သလိုဥပဒေဤဥပဒေများပြဋ္ဌာန်းခဲ့ပြီးမိမိလုံခြုံရေးလုပ်ငန်းရဲ့အသက်သွေးကြောတပွဲဖြစ်တဲ့ Myanmar Fire Safety Code 2020ကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ထုတ်ပြန်နိုင်ခဲ့ပါသည် မီဒီယာဦးစီးဌာနရဲ့မင်းငိမ့်သက်ရေးနဲ့ရှောင်းဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ IT နည်းပညာအထောက်အကူပြုစနစ်ဖြစ်တဲ့ Command and Control Center ကို2023ခုနှစ်မှာမြန်မာနိုင်ငံမီဒီယာတပ်ဖွဲ့ဌာနချုပ်မှတည်ဆောက်ပေးစီခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာလည်းတည်ဆောက်လျက်ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အခုလိုလူအင်အားပစ္စည်းကရိယာအင်အားဆက်ပစ္စည်းအင်အားနဲ့နေပညာအင်အားတို့ကိုအချိုးစားဟန်ချန်းညီစွာပေါင်းဆက်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်မိလောင်မှုများရှာဖွေခဲ့စေရေးလုပ်ငန်းများ ကေယောဂဘေးအန္တရာယ်များကိုပြည်သူနဲ့အတူရင်ဆိုင်ကြော်လွားနိုင်ခဲ့သလိုမိသက်သမားများအတွက်ခရဆက်ဆက်အားထားသုံးဆွဲခဲ့ကြရတဲ့ရှင်ဟောင်းမိသက်ရဲများကိုလည်းနိုင်ငံတကာမှမိသက်သမားများက၎င်းတို့ရဲ့ရှင်ဟောင်းရှင်များကိုဂုဏ်ယူတန်ဖိုးထားကြသလိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့အနေဖြင့်လည်းရှင်ဟောင်းမိသက်ရှင်များကိုစနစ်တကျပြုပြင်ထိန်းသိမ်းကမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်မှပြသထားပြီးဖြစ်ပါတယ် ညီကုန်းချုပ်အနေနဲ့တင်ပြရရင်တော့နိုင်ငံတော်နဲ့နိုင်ငံသားများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းရန်ဝေဖာပေါ်ပေါက်လာတဲ့မိသက်တပ်ဖွဲ့ဟာမိဘအန်ဒီယ်၊တဘာဝဘေးအန်ဒီယ်နဲ့အခြားယုတ်တရဖြစ်ပွားတတ်တဲ့ဘေးအန်ဒီယ်တွေကိုပရာဟိတအခြေခံစိတ်တန်၊ကုညီကယ်ဆယ်လိုတဲ့စိတ်တန် ခိုင်မာပြတ်သားရဲဝင့်စွန်စားလိုတဲ့စိတ်တည်းပြည်သူကိုကူညီကယ်ဆင်းရန်မိမိတို့မှာတာဝန်ရှိတယ်ဆိုတဲ့ခံယူချက်များဖြင့်အနာဂတ်ကာလမှာကြုံတွေ့လာရမယ့်စိန်ခေါ်မှုတွေအတွက်နိုင်ငံတကာမိသက်တပ်ဖွဲ့များဤသို့ခင်မီရင်ဆက်ပစ္စည်းကြေရာများအသိပညာအတတ်ပညာများရရှိရေးစီမံဆောင်ရွက်သွားမှာဖြစ်လို့89နှစ်မြောက်မိသက်တပ်ဖွဲ့ဤမှသည်ကဘာတီတွေအစဉ်တစိုက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းလေးစားစွာတင်ပြပါမယ်။